ဆယ်နှစ်လောက်လောက်ရှိလောက်ပါပြီကျွန်တော်ဟုတ်ကဲ့ကျွန်တော်ဒီတင်မျိုးပဲလုပ်တာဟုတ်မိဘတွေစွန့်သွားလို့စိတ်တမကြပဲလောကကြီးမှာပျော်ပျော်ရွှင်နဲ့ရိုးရိုးသားသားစူးစားနေတဲ့ရေကဲတုတ်တဲ့ကိုရှိုင်းစော်ကြောင့်လေးပဲဖြစ်ပါတယ်။ကိုရှိုင်းစော်ဟာသခိုင်းမျိုးမြောက်ဘက်မှာရေကဲတုတ်ရောင်းရင်းနဲ့အသက်မွေးဝမ်းကြောင်းပြုနေရတာပါ။ သူ၏အသက်မှာ20ခွန်ဖြစ်ပြီးရေခဲကြောင်ထုတ်ရောင်းတာစိတ်နှစ်ကျော်လောက်ရှိခဲ့ပါပြီလို့သိရပါတယ်။သူဟာအရန်ယူသားပြီးအလောက်ကိုစီးပွားရေးပုံစံမျိုးလုပ်တာမျိုးမဟုတ်ဘဲပတ်စံမရှိတဲ့လူတွေကိုတောင်းမအလကားကျွေးပြီးလူတန်းနေတာလို့သူကိုယ်တိုင်ပြောပြခဲ့ပါသေးတယ်။ကိုရှိုင်းစုံဟာငယ်စဉ်ကလေးဘဝထဲကမိဘတွေစွန့်ပစ်သွားတယ်လို့သိရပါတယ်။ သူ၏မိဘတွေကအခုလက်ရှိမှာအသက်ရှင်သေးတော့မရှင်တော့ဘူးလားဆိုတာမသိတော့ဘူးလို့ပြောသွားပါတယ်။မထင်မပဲငလင်ဖြစ်ပေါ်လာကကိုရှိုင်းစော်ကငလင်ကြောင့်ပြိုကျသွားခဲ့တဲ့ငလင်ဘေးအစ်ပြည်သူများကိုလာရောက်လူထမ်းကြသောနေရာ၌သွားကရှီကေတို့ရောင်းဖို့အတွက်စဉ်းစားလိုက်ပါတယ်။ ဒါလေသူစီမောင်ကြီးဆိုတာလူအများကလည်းလူများလူစီတဲ့နေရာမျိုးတွေကိုတွေ့ရင်ဇေယျကျင်ကြတာတဘာဝပါပဲလေအဲ့ဒါနဲ့ကိုရှိုင်းစော်ကနေပူထဲမှာရက်ဆောင်နေပြီးရေခဲတုပ်လေးကိုရောင်းနေစင်မှစိတ်ထဲမှာမယောင်းစင်တော့ပဲသူများတွေလာလူရာကိုအားကြပြီး သူလဲလူချင်းစိတ်လေးဖြစ်ပေါ်လာခဲ့တယ်အဲ့ချိန်မှာရေခဲတုပ်ရောင်းရင်းကနေသူရဲ့တစ်တော့မှာသူများတွေလူထားပြီးနာမည်ကြီးနေတာလေးတွေတွေ့တော့သူဟာလည်းပဲလူချင်းစိတ်လေးတွေဖြစ်ပေါ်လာခဲ့တယ်ဒါနဲ့ င်းမွဲပါစေလူမဲဆွတ်ပြီးအတွေးတွေဖြစ်ပေါ်လာကဘာကိုမှမစင်စားတော့ဘဲလူတန်းကအလူတစ်ခုဖြစ်မိသွားခဲ့ပါတယ်။အဲအနောက်မှာကိုရှိုင်းစော်ဟာလူရင်းလူရင်းနဲ့လမ်းမပေါ်မှာပြေးလွှားနေခဲ့ပါတယ်။ရှီကဲပုံတပုံးကုံရင်တပုံးပြေးယူစိုက်ခဲ့အဆုပ်လေးတစ်စီးနဲ့သာသွားနေရပြီးကဲကောင်းကျင်တော့ဒါကိုတွေ့သွားတဲ့ပွဲရှာခြင်းနဲ့မီဒီယာတချို့ဟာသတင်းအသစ်မတင်ရသေးတာကြားပြီးလို့ဆိုကောင်ငါတို့ဒီလိုအချိန်အနည်းမျိုးမှာတာမျိုးကိုမှအတုံးမချရင်တင်စရာဆိုလို့ အနော်နီမန်နဲ့ဖြူဖြူတွေအီမီဆန်မမဆောင်အပါဝင် ခိုင်နင်းဝင်တို့ပဲရှိရဲဆိုပြီးတွေးကြကောင်ဒီကဲတို့ရှောင်းတဲ့ကောင်လေးကိုရှိုင်းစော်ကိုဗဟုပြုကငါတို့အုံချရမယ်ငါတို့အတွက်ဝင်ဝင်ရမယ်ဆိုကလူမှုကွန်ရက်၌ခြားပြ၍လူစိတ်ဝင်စားမှုများသောဗီဒီယိုတစ်ပုဒ်ဖြစ်လာအောင် ကောင့်တွေနဲ့ like and share လုပ်ပြီးအသုံးချစီးပွားရှာသွားကြတာဖြစ်ပါတယ်။ဒါကိုလူတွေမသိဘဲ line ပေါ်မှာတက်လာတဲ့ဒီရေခဲတုတ်တယ်လေးကဘလောက်စေတနာကောင်းပါတယ်။ပစံ55သိန်းတောင်လူပါတယ်။အရန်လေးစားကြပါတယ်။တာရုတာရုတာရုပေါ့ဆိုပြီးရေးကြပါတယ်။အဲ့ဒါကိုမီဒီယာတွေကဒူကိုကအကောင့်တွေနဲ့သတို့တင်ပြီးသတို့လာမန်သတို့ကိုရင်ထိုင် share တာမျိုးတွေလည်းတွေ့ရပါတယ်။ဒါကိုလူတော်များကမသိကြပါဘူး။တကြသမားတွေပဲသိကြပါတယ်။ဒါကိုမသိသေးတဲ့ကိုရှိုင်းစော်ဟာ သူရှာသမျှဟာရီထက်ပြီးလူပါသေးရိအရာနဲ့ကိုရှိုင်းစောကိုလေးစားလို့ဂုံပြုခြင်းပါဆိုပြီးလာလူတဲ့လုပ်ငန်းရှင်တွေကလည်းတုံးချခြင်းလို့တသက်သားဖြစ်ပေါ်ကြပြီးငွေသားနဲ့ပစ္စည်းလေးတွေကိုပါလာပြီး ကိုရှိုင်းစောစီကိုလူတန်းမှုပြုကောင်သူတို့ရဲ့ Facebook page ကနေတဆင့် attention တွေကိုစီကိုစီရှာကြပါတယ် အယူလောက်ခန့်နေရတဲ့ကိုရှိုင်းဆောင်ဟာဒါကိုမသိပဲသူနာမည်ကြီးသွားပြီဟူယူဆကပတ်စံလက်ထဲရှိတာနဲ့လူမဲဆိုတဲ့စိတ်ကြောင့်တစ်တော့မှဆဲလီဖြစ်သွားခဲ့ပါတယ်။ပရိသတ်ကြီးတစိုးကိုပြပြချင်တာကတော့လူတော့လူပါကိုလူရာလူအများမသိစေပါနဲ့ဘာလို့လဲဆိုတော့ကိုရဲ့ဖြစ်တည်မှုကိုကိုဘာသာတန်ဖိုးထားကြပါကိုလှုပ်လိုက်တဲ့အရာသေးသေးလေးတခုကလည်းလူအများအတွက်အသုံးဝင်နိုင်သလိုလူအများကလည်းအဲ့ဒီအသုံးဝင်မှုတွေကိုအသုံးချသွားကြတတ်ပါတယ် ဥပမာဖြစ်ဖြူတွေအေးချမ်းမောင်ရေခဲတုတ်တဲ့မမဆောင်အေမီဆန်စသည့်ဆယ်လီဖြစ်နေတဲ့လူတွေဟာတကယ်တော့အယူလောက်ခဲ့နေရတဲ့အပြေကင်းစင်လူဒန်စားတချို့ပါပဲအယူတွေကိုအယူတွေကအားပေးနေတော့မထူးဆန်းသလိုအယူနဲ့ပတ်စံရှာနေတဲ့မီဒီယာတချို့ကိုဒီနေရာလေးကနေတဆင့်ပြောချင်ပါတယ်ကိုစီဝါရေးတကူအတွက်နဲ့လူတွေကိုအသုံးမချကြပါနဲ့လို့ပြောချင်ပါတယ် ။ဗညာနဲ့ဘင်ကြီးဆိုတဲ့လူတွေကတော့အဆုံဆုံးပါ။လူတွေရဲ့အာနယ်ချက်တွေကိုပလိန်ပြီးဟာတာပုံစံမျိုးတွေပြုလုပ်ကတိတ်ကကြပါရဲ့။ဝင်းဝင်းရှာနေတဲ့လူစမ်းစားသမျိုးပါပဲ။ဒါကိုအမုန်းခံပြီးပြောပြသွားပြီးတဲ့ကျွန်တော်တို့လည်းပတ်စံရပါတယ်။မီဒီယာလောကဟာဘလောက်ရှုပ်ထွေးမှုတွေများလဲဆိုတာကိုဘုကိုပြိသက်ကြီးပဲစဉ်းစားသင့်တယ်လို့ပြောချင်ပါတယ်။နောက်လာနောက်သားတွေလည်းလူတန်းပေါ်ပင်တွေလာလုံးမဲ့လူများတွေတွေ့ရင်ရှောင်းပါကိုယ့်ရဲ့တရားတရားစိတ် တခုနဲ့လူမဲဆိုရင်အလူကိုပဲအာယုံဆိုင်ပြီးမိမိအစိုးအတွက်မကြည်ပါနဲ့မိမိလူနေတဲ့ပုံရိပ်လေးတွေအမတရားအနေနဲ့သာတင်စီထားပါဝေဖန်တာတွေတိုက်ခိုက်တဲ့အရာတွေကိုကူးသူပြုတဲ့အရာလေးတွေမပါဝင်လာအောင်ထိန်သိမ်းပါအားလုံးပဲစိတ်ချမ်းသာခြင်းနဲ့ကိုယ်ဤချမ်းမခြင်းနဲ့ပြည့်စုံကြပါစေဒီအစီအစဉ်လေးတွေကိုကြိုက်နေတမ်းမှုရှိရင်တော့ like and subscribe လုပ်ပေးဖို့မမေ့ပါနဲ့ဦးနော်ဗီဒီယိုကိုစောင့်ကြည့်နားဆင်ပေးကြတဲ့အတွက် အားလုံးကိုကျေးဇူးအထူးပဲတင်ရှိကြောင်းပြောကြားလိုက်ပါစေရှင်။